ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစံစာနေဖို့မြမရူရာအထောက်အကင်းစာအုပ်မှာဟောကြားထားသောတနင်္ဂနွေသားသမီးများအတွေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ19ရက်နေ့အထိ15ရက်စာကြံပြုဟော့စတန်ကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလိုစကားလေးနေပြီးခဲ့ဖို့ တောင်းဆိုပါစေအစ်စ်ဒင်တိုင်းတီအောင်လဲဘေးနားခေါင်းလုံးလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွေ့15ရက်စာဟောစတန်ဒီကာလအတွင်းမှာအလိုရှိရာ ပြည့်စုံမယ်မိမိဆောင်ရွက်သောကိစ္စများမှအကျိုးပေးခြင်းရှိမယ်တစွထိုးလှုပ်လို့စေးများလျှော်ပါလှုပ်တဲ့မလှုပ်တဲ့စဉ်းစားဆုံးဖြတ်ခြင်းမပြုဘဲစိတ်မြန်လက်မြန်ဆောင်ရွက်လိုက်သောကိစ္စများတွင်ဘဝသင်ခန်းစာနှင့်နောင်တရရှိခြင်းကြုံရမယ်တဘာသူမှမိမိအားပေါ်ပေါ်တန်တန်ပြောလိုက်သောစကားအကြံဉာဏ်များကိုမိမိဉာဏ်စွမ်းနှင့်ပေါင်း၍အသုံးပြုကထူးခြားသောအောင်မြင်မှုများရရှိမယ်အနေထိုင်အပြောအဆိုတိတ်တိတ်ကြည်လင်မှုလိမ္မာပါ နက်မှုရိုးရိုးသားသားနှင့်ရှည်ရည်အတွက်လှုပ်ဆောင်မှုများသည်ဒီကာလအတွင်းမိမိအတွက်အထူးအကျိုးပေးသောအနေအထားကြုံစီပါလိမ့်မယ်။မူလကစီမံရထားချက်နှင့်မကိုက်ညီရန်ရုပ်တရက်ပေါ်ပေါက်လာသည်နှင့်ဆောင်ရွက်လိုက်သည့်ကိစ္စများမှာအထင်ရှားအစဉ်ပြေခြင်းကံကောင်းခြင်းများရရှိမယ်။ယခုကာလအတွင်းဆုံးဖြတ်ချက်တစ်ခုချကနေတိုင်းတပါသူနှင့်ညှိနှိုင်းတိုင်ပင်မှာအထူးသဖြင့်မိမိအကျိုးကိုလိုလားသည့်စနေနေ့တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများနှင့်ညှိနှိုင်းကဆောင်ရွက်သည့်ကိစ္စများမှာအထင်ရှားအ ဆင်ပြေခြင်းရှိမယ်ကိုဘိုးတွင်ဖြစ်စေမေးစိမေးရိုးအောက်တွင်ဖြစ်စေသွေးစုနာပေါပါကဂယုဆိုင်ပါပေါ်စာပါကဝေဒနာကြီးခြင်းခြားနာခြင်းအထိပင်ဖြစ်တတ်ပါတယ်တခြားသူများကြွေးမွေးသည့်ညစာစားပြီးအပြန်ခီးတွင်ယဉ်ထိခိုက်မှုဖြစ်တတ်ပါတယ်နိုဝင်ဘာလ9ရက်10ရက်12ရက်15ရက်16ရက်19ရက်နေ့များသည်အလိုရှိအားပြည့်စုံခြင်းအခက်အခဲများကြော်လွန်နိုင်ခြင်းရှင်ပြန်လာသူများအားနှာတစ်ဖြာအသာဖြင့်အနိုင်ရမည်ကာလအတန်းကြာစနစ်တကျစူးစမ်းလောက်ကိုင်းထားသည့်များမှာအကျိုးက ောင်းတည်ကြပေါက်ရရှိမယ်ငွေကြေးလဲလွန်ထားသည်များအားပြန်လည်တောင်းခံနိုင်မယ်မာရအောင်ဈေးဆက်လောက်ကိုင်းနေသည်ကြားမှာထမှန်၍တာဝန်ပိုးများဂိုင်းတွေ့ရခြင်းရှိတယ်နိုဝင်ဘာလ9ရက်9ရက်10ရက်18ရက်17ရက်နေ့များတွင်အငင်းကုန်များမပြုတ်ပါနဲ့ခရံဖြစ်ခြင်းအထီကြုံကပြဿနာကြီးနိုင်ပါတယ်အိမ်တွင်ရေးလူမှုရေးအညံ့ရှိပါတယ်အပေါင်းအသင်းများဒုက္ခပေးတတ်တယ်ငွေလက်လွန်မဲ့ပညာရေးမှာစိတ်အနှောင့်အယှက်များရှိနိုင်ပါတယ်စကားချက်ထွင်၍သူတော်ဘာနဲ့ရန်တိုက်ပေးသူများအဝင်ထွက်များနေမယ်နို ဝင်ဘာလ6ရက်17ရက်23ရက်14ရက်နေ့များတွင်ထူးခြားသည့်အပြောင်းအလဲများဆောင်ရွက်အောင်ရမည်အရေးကြီးသောဆုံးဖြတ်ချက်များချမှတ်ပါပုံကွယ်နေသောအရေးချင်းများပေါ်ပေါက်မည်ပြတ်သားစွာလှုံ့ဆော်ခြင်းကြောင့်တိုးတက်ခြင်းများရလာမည်တင်းငွေတွင်နေမွေးသူအကူအညီနှင့်အခက်အခဲညံ့ဆိုးများကြော်လွားနိုင်မည်မွေးကြေးပေးယူကိစ္စများတွင်ဖြစ်ပေါ်သော ပြဿနာများကိုဖြေရှင်းနိုင်မည်အကျိုးပေးသောအရာအစိမ်းရောင်နှက်ပြရောင်နုနေရောင်မြေကိုရင်ရောင်အဝါရောင်မိက္ကရောင်တို့သည်ဒီကာလအတွင်းကံကောင်းစေပြီးအထောက်ပံ့ကောင်းမြတ် များရရှိစေနိုင်သောအကြောင်းများဖြစ်၍အရေးကြီးကိစ္စများဆောင်ရွက်သောအခါတုံးဆွဲဝတ်ဆင်သင့်ပါれကံကောင်းစေသောပန်းများမှာအုံညွန့်တစ္ဆပန်ခန္ဓမာပန်းရောင်စုံနှင်းစီပန်းကန့်ကောပန်းဒဇင်ပန်းတို့သည်ဒီကာလအတွင်းစုတောင်းပြေဓာတ်ပန်းများဖြစ်၍ဖျားပန်းကလူချင်းအလှဆင်ပန်းဝထိုးခြင်းများပြုပါဒီကာလအတွင်းတရုတ်စကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းတနင်္ဂနွေနေ့မွေးသူအားလုံးတို့သည် အတိတ်ထူးနမိတ်ထူးရပြီတော်၎င်းထူးခြားသောနမိတ်ရ၍ထီချိုးသောအခါတွင်၎င်းညံခွေ ွင့်အသုံးချ၍ထိထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာ96နှစ်ကဏ္ဍများဖြစ်ပါတယ်ရရရဒီကာလအတွင်းမြောက်တော်ဝါတို့အားနှပြောသည်ကြွေပါမြောက်တော်ဝါမရှိပါကမြောက်ကဲ့သို့စောကစားသောကလေးငယ်တို့အားချုပ်ချင်းကြွေပါလက်သက်စိုးစိပလင်းဟောင်းများရှာဖွေဆွံ့ပြပါဒနေငွေသားသမီးများလုံးကိုစိတ်နှပြန်ကျမချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဒနေငွေသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်ညှောက်ဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်မြမယိုရာဗီရင် channel မှာနာမည်ကြီးဗီရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဗီရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်